ီနေ့ဗီဒီယိုလေးမှာကျွန်တော် forest market နဲ့ပတ်သက်ပြီးတော့အတူချုံကျွန်တော်ဆက်ပြပြပေးမယ်။အာ forest market ဆိုတာကတကယ်တော့ forage exchange ကိုအရှိစလုံးအတူကောက်ယူတာပေါ့နော် forage exchange ဖြစ်ပါတယ်။ကျွန်တော်ကမ္ဘာအကြီးဆုံးငွေကြေးလုပ်ငန်းတစ်ခုလည်းဖြစ်တယ်။သူကဘလောက်တောင်ကြီးတယ်ဆိုရင်တရက်ကို American dollar 6 trillion လောက်ဒါ trader တွေကအယောင်းဝယ်လုပ်ကြရတယ်ပေါ့နော်။ကျွန်တော်တို့ forest market က 1981ခုနှစ်မှာကျွန်တော်တို့ဒီ fixed rate ပေါ့เนาะကျွန်တော်တို့ဒီပုံမှန်နှုံးထားတရသည့်နှုံးထားကနေပြီးတော့ဒီ float rate ကိုကျွန်တော်တို့ဒီပြောင်းလဲနှုံးထားတွေကိုပြောင်းလဲလိုက်တဲ့အခါမှာဒါ forest market ကစတင်ပေါ်ပေါက်လာခဲ့တယ်။ဒါပေမဲ့ပထမဦးဆုံးစတင်ပေါ်ပေါက်တဲ့အချိန်မှာကျွန်တော်ဒါ band ကြီးတွေပြီးရင်အစိုးရတွေကပဲဒီ forest market မှာအယောင်းဝင်လုပ်လို့ရတယ်ကျွန်တော်တို့ register တာတွေအယောင်းဝင်လုပ်လို့ရအောင်ဒါပေမဲ့ခစ်တွေကပြောင်းလဲလာတယ်နည်းပညာတွေတိုးတက်လာတဲ့အခါမှာ ကျွန်တော်တို့ဒီဖုန်းတစ်လုံးရှိရုံအင်တာနက်ရှိရုံနဲ့ဒါနေရာမရွေးကျွန်တော်တို့ဒါဒီ forest exchange မှာအယောင်းဝယ်လုပ်လာလို့ရတယ်။ဘာတွေအယောင်းဝယ်လုပ်ကြရလဲဆိုလို့ရှိရင်ကျွန်တော် currency တွေငွေကြေးတွေအယောင်းဝယ်လုပ်တဲ့အပြင်ကမှဒါကျွန်တော်ရွှေတွေငွေတွေရေနံစေးတွေလည်းကျွန်တော်တို့ကအယောင်းဝယ်လုပ်ကြရတယ်။ပြီးတော့အားလုံးချင်းပြတာဖြစ်တဲ့ cryptocurrency တွေလည်းအယောင်းဝယ်လုပ်ကြပါရတယ်။ကျွန်တော် forest market က ငားရဲ့တပတ်ကိုပေါ့နော်ငားရဲ့ဖွင့်တယ်အဲ့ငားရဲ့မှာနေတာအယောင်းဝယ်လုပ်လို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာဒီ fix rate နဲ့ဒီ floating rate နဲ့ပတ်သက်ပြီးတော့ကျွန်တော် short video လေးတစ်ခုကျွန်တော်လုပ်ပေးထားပါမယ်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့ကြည့်ပေးပါခင်ဗျာ